မိတ်ဆွေကမိယာမကန်ဝယ်ဖို့စိတ်ဝင်စားနေရလူလားတနည်းပြောရမယ်ဆိုရင်တော့မိမိရဲ့အိမ်အဆောက်အဦတွေစက်ရုံတွေအတွက်ကိုမိယာမကန်ဝယ်ဖို့စိတ်ဝင်စားတဲ့လူဆိုရင်ဒီအကြံပြုချက်လေးတွေကိုနားထောင်ကြည့်ပါမင်္ဂလာပါကျွန်တော်ကိုအင်းစားပါအမကန်သဘောတရားနဲ့အမကန်ပညာတွေအကြောင်းမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်ကိုကအမကန်ဝယ်တော့မယ်ဆိုရင်နံပါတ်1သိရမယ့်အချက်က coverage နဲ့ exclusion ဖြစ်ပါတယ်ကိုဝယ်ထားတဲ့အမကန် policy ရဲ့ ယောကြီးပြီးတဲ့အချက်နဲ့ယောကြီးမပြီးတဲ့အချက်ကိုတည်ထားဖို့လိုပါတယ်။နံပါတ်1ကတော့ set limit ဖြစ်ပါတယ်။အဲမီးအမကန် policy ဝယ်ထားလို့မီးကြောင့်ဖြစ်ရင် full coverage ရနိုင်ပေမဲ့တကယ်လို့တခြားသောဘေးအန္တရာယ်ကြီးအကြောင်းဖြစ်တယ်ဆိုရင် set limit သတ်မှတ်ထားတာမျိုးရှိတယ်ဆိုရင်အဲသူ့ရဲ့သတ်မှတ်ထားတဲ့ရာဂိုင်းနှုန်းအတိုင်းပဲရမှာဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ aquinet flag လိုလားပေါ့နော်။ အမကန်ကုမ္ပဏီတွေကရောင်းလာဆိုပြီးတော့ကျွန်တော်တို့လေးလာသုံးသပ်ရမှာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့လိုတာပေါ့နော်ဒါပေမဲ့အမကန်ကုမ္ပဏီရောင်းမရောင်းဆိုလည်းတေချာအတေချာလေးလာစဉ်းစားပြီးမှဝယ်ယူဖို့လိုပါတယ်အဲတကယ်လို့မေးစရာမေးခွန်းတွေရှိရင် comment မှာမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်